လူဆောင်တက်ဆောင်တဲ့လေကျင့်ပြင်ဆင်မှုတွေကိုစတင်ပြုလုပ်နေပြီဖြစ်တဲ့အမှာလေပြင်းမျိုးသမီးအတင်းကြောင်းပြောပြပေးသွားခြင်းပါလေပရိသတ်အချစ်တော်မြမလေပြင်းမျိုးသမီးအတင်းကတော့လက်ရှိချိန်မှာအာရှဖလားချစ်စပွဲစီကင်းပြိုင်ပွဲတွေအတွက်လေကျင့်ပြင်ဆင်မှုတွေကိုပြုလုပ်နေတဲ့မျိုးသမီးအတင်းပဲဖြစ်ပါလေလက်ရှိချိန်မှာနိုင်ငံခြားကလပ်မှာတော်ကစားနေတဲ့မေထက်လူအပေါင်းဝင်အခြားဝိုင်းရင်သားသမားများဖြစ်တဲ့ဝင်းတင်ကြီးထွန်းစားတဲ့သားသမားတွေပူးပေါင်းပြီးတော့လေကျင့်အစီအစဉ်တွေကိုပြုလုပ်နေတဲ့မြင်ကွင်းတွေကိုမြင်တွေ့ကြရပါလေ ပြည်သက်အင်အားခိုင်မာရရှိပြီးသားဖြစ်တဲ့ပြည်သက်ချစ်တွေကိုတိမ်မှန်ရယူထားတဲ့မြို့သမီးလေပြည်စင်တင်ကတော့လက်ရှိချိန်မှာအာရှဖလားခြေစပွဲအောင်မြင်မှုနဲ့စီးကိမ်းမှာရွှေစေးစုရေးရရှိနိုင်မှုအဓိကထားတယ်လို့ဆိုလာခဲ့ပါတယ်။ဒါမှမဟုတ်ရင်ရင်းနှီးစကားသံချုပ်ကိုတင်ဆက်ပေးသွားခြင်းပါတယ်။ လက်ရှိချိန်မှာအကောင်းဆုံးပုံစံတည်းအရရှိအောင်ဆွမ်းဆောင်နေပါတယ်။ပြီးခဲ့တဲ့မျိုးသားတင်ရှင်မြန်ကစားတဲ့ပွဲတွေမှာပြိသက်တွေကိုတောင်းတောင်းဖြတ်ဖြတ်မြင်တွေ့ခဲ့ရပါတယ်။တကယ်ကိုချစ်စရာကောင်းတဲ့ပြိသက်တွေပဲဖြစ်ပါတယ်။ကျွန်တော်တို့သားတဲ့ပွဲတွေနေမှာလဲပြိသက်အင်အားအလုံးကြီးနဲ့အားပေးမယ်ဆိုရင်ရန်ကုန်ဝမ်းသာပြီးတော့အတက်စရာကောင်းမယ်ဆိုပြီးတော့ချုပ်သားမချုပ်ကတုံးသက်ခဲ့ပါတယ်။ပြီးတော့လဲ အာရှဘလာခြေစပွဲအောင်မြင်မှုကိုအဓိကထားမယ်ပြီးတော့စီးဂိတ်မှာကျမတို့ရွှေစေးစုရရှိအောင်စွမ်းဆောင်ပေးခြင်းနဲ့ပရိသတ်တွေအောင်မြင်မှုနဲ့ဝေးကွာနေတာနှစ်အတော်တန်ကြပြီဖြစ်ပါလေဒါကြောင့်ပရိသတ်တွေကိုပျော်ရွှင်မှုတွေပေးခြင်းနဲ့ဆိုပြီးတော့ဓမ္မအချို့ကတုံသက်ပြောဆိုပေးသွားခဲ့ပါလေဒီမှာလေးသိင်အတင်မှာလက်ရှိအချိန်မှာကတော့မေထလူကပြန်လဲပါဝင်ပူပေါင်းပြီးတော့လေ့ကျင့်ရေးစီစဉ်တွေကိုပြုလုပ်နေပြီဖြစ်ပါတယ်။မေထလူဆိုတာကတော့ပြီးခဲ့တဲ့နီဘော့ဖိတ်ခေါ်ပလာပြိုင်ပွဲမှာအကောင်းဆုံးသွင်းကိုးတွေနဲ့ပရိသတ်တွေရဲ့အချစ်တွေကိုတိမ်မှန်ရယူသွားတဲ့ဒါမှတူပဲဖြစ်ပါတ ယ်လက်ရှိအချိန်မှာကတော့သူ့ရဲ့အကောင်းဆုံးပုံစံနဲ့ဆက်လက်ပြသနိုင်မှုမြန်မာလေဝေးတင်မျိုးသမီးအသင်းနဲ့လာရောက်ပူးပေါင်းပြီးတော့လေးချင်းကစီစဉ်နေကိုပြန်လည်ပြုလုပ်နေပြီဖြစ်ပါတယ်မြန်မာလေဝေးတင်မျိုးသမီးအသင်းနီပြချုပ်ယူကီတက်ဆူရိုကအခုလိုမျိုးတုံးသက်ပြောဆိုပေးသွားခဲ့ပါတယ်လက်ရှိအချိန်မှာကစားမောင်းကောင်းတွေမျိုးများစွာနဲ့စုဖွဲ့ထားတဲ့မျိုးသမီးအသင်းကိုမြင်တွေ့ရဖို့ရှိပါတယ် ပြီးခဲ့တဲ့နီဘောဖိတ်ခေါ်ဗလာပြိုင်မွေးကထမနေ့နဲ့ခြေစွမ်းမျိုးကိုပြသနိုင်မှာဖြစ်မှာပါဘာလို့လဲဆိုတော့အခြားအာဆီယံထိပ်သီးအသင်းတွေဖြစ်တဲ့ Thai BN နဲ့စတဲ့အသင်းတွေကပြင်ဆင်မှုတွေကိုအကောင်းဆုံးပြုလုပ်နေတယ်ကျွန်တော်တို့ကသူတို့ထက်မြန်မာနေမှာအဲ့ဒီအသင်းတွေကိုရှင်နိုင်ဖို့အခြေအနေကောင်းနေပိုင်ဆိုင်မှာပါဒါကတော့ပြည်သက်တွေသိရှိပြီးသားပဲဖြစ်မှာပါကျွန်တော်တို့သူတို့လိုအသင်းကြီးတွေနဲ့တွင်ကစားကွက်ကသူတို့ထက်တစ်ဆင့်နေသွားတယ်ပြီးတော့ဒါမှမဟုတ်ကြောင်းရွံ့နေတဲ့ပုံစံကိုကျွန်တော်မမြင်ချင်ဘူးဒါကြောင့်ဒီစနစ်ပိုင်းကအစအသေးစိတ်ကအစပြင်ဆင်ပြီးတော့သူတို့ကိုရှင်းပြနိုင်အောင်ကြိုးစားတော မှဆိုပြီးတော့နိဗျာချုပ်ယူကီတဆူရိုကပြောကြားသွားတာပါလက်ရှိပြောကြပုံရဆိုရင်ကစားအုပ်ကိုအကောင်းဆုံးခင်းကျင်းနဲ့ပြင်ဆင်သွားမယ်ပြီးတော့ဇာမားလေးတွေစွမ်းဆောင်နိုင်မှုအနေထားတွေကိုအနည်းငယ်ပြင်ဆင်ပေးသွားမယ်ဆိုတဲ့စကားကအင်မတန်နဲ့အားသက်စရာကောင်းပါတယ်ဆက်လက်ပြီးတော့တောက်လျှောက်ပံမိုးမှုတွေပြုလုပ်နေတဲ့ဘဝမြန်မာနိုင်ငံပေါ်လုံးပွဲချုပ်ဥက္ကဋ္ဌဦးစိုးစိုးကိုလည်းကျေးဇူးတင်ကြောင်းပြောကြားသွားပါတယ် ပြီးတော့ဒီထက်မကပံ့ပိုးမှုတွေပြုလုပ်မယ်ဆိုရင်မြန်မာလေပြည်သင်မျိုးသားအသင်းရောမျိုးသမီးအသင်းရောအောင်မင်းနဲ့ခြေစွမ်းမျိုးတွေပြသနိုင်မှုအနာဂတ်မှာတောက်ပလိုင်းနိုင်ကြောင်းလည်း UK တက်ဆူရောကသုံးသက်ပြောဆိုပေးသွားခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်သင်းဘက်ကိုတွင်းကိုတကိုတွင်းယူပြီးတော့ခြေစွမ်းပြကစားသွားခဲ့တဲ့မမောင်လင်းနဲ့ပတ်သက်ပြီးတော့လေနီပါချုပ် UK တက်ဆူရော မမောင်လျာမန်တိုင်းပြောရရင်တကယ်ကိုကောင်းမွန်တဲ့မြမလေးဝေးစဉ်အတင်းတော့အားထားရတဲ့အတင်းကောင်းဆောင်ဇာမားကောင်းတယောက်ဖြစ်တယ်ဆိုတာပြီးခဲ့တဲ့ပွဲစဉ်မှာလည်းသူတက်တည်ပြခဲ့ပါတယ်။သူ့ရဲ့ကောင်းဆုံးတင်ပေးမှုကလည်းမြမလေးဝေးစဉ်အတင်းတွင်းကိုရရှိသွားတယ်။အဲဒီကပဲနိုင်မွေးတွေဖော်ဆောင်သွားနိုင်ခဲ့ပါတယ်။ဒါကြောင့်မမောင်လျာနောက်ထပ်လူငယ်ဇာမားတွေလေးစားအားကြရမယ်အတူရမယ်ဇာမားမျိုးဖြစ်တဲ့ဆိုပြီးတော့ချီးကျူးပြောဆိုပေးသွားခဲ့ပါတယ်။ လက်ရှိချိန်မှာကတော့သူ့ရဲ့ target ကတော့မြန်မာလူ့ရေးသင်မျိုးသမီးအသင်ကိုနေရာတနေရာခိုင်မာရရှိနိုင်မှုကမ္ဘာစင့်တွင်ဝင်နိုင်မှုအကောင်းဆုံးပြုစုပြောထောင်ပေးသွားမယ်။ဒါကိုပြည်သက်တွေလက်ခံနိုင်ပြီးတော့အားပေးနိုင်တဲ့အသင်းသင်းဖြစ်အောင်စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်အောင်ကြိုးစားသွားမယ်ဆိုပြီးပြောကြားသွားတာဖြစ်ပါတယ်။ လက်ရှိချိန်မှာကတော့ပြီးခဲ့တဲ့နီဘောဖိတ်ခေါ်ဖလားပြိုင်ပွဲမှာနီဘောအသင်းကိုကြော်ဖြတ်ပြပြီးတော့အင်ရှင်အသင်းရှိကနေဖလားတလုံးရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့နီဘောချုပ် UK တက်ဆူရိုကတော့လက်ရှိချိန်မှာလေမြို့သမီးအသင်းနဲ့တူလေ့ကျင့်ခန်းစီစဉ်နေကိုစတင်ပြုလုပ်ပြီးတော့အာရှဖလားချင်းစစ်ပွဲနဲ့အာဆီယံစီးကိန်းပြိုင်ပွဲမှာရွှေသေးစုရရှိနိုင်ရန်အတိကထားရှင်းမြိုင်သွားမှာဆိုပြီးတော့တုံးသက်ပြောဆိုပေးသွားခဲ့တာပဲဖြစ်ပါတယ်